အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒါကျွန်တော်အစီအစဉ်ကနေပြန်လည်ပြီးကြိုလိုက်ပါတယ် အဲ့တော့လက်ရှိမှာ Arsenal အသင်းကတည်ကြရတဲ့အချိန်မှာပူပူလောလောမှာ Zubi Mendy ကို Here we go ထားခဲ့တဲ့အသင်းသင်းဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Arsenal အသင်းနေနဲ့ Zubi Mendy ခေါ်ပြီးတော့ဘာဆက်လုပ်မလဲဆိုတော့တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။လက်ရှိမှာ Arsenal အသင်းနေနဲ့ Arteta ကတော်တော်လေးကိုစိတ်ဝင်စားဖို့အခြေအနေကဘာလဲလို့ပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့သူ့လက်ရှိ Andrea Barta ကို တောင်းဆိုထားတဲ့အကြောင်းတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ Arsenal အသင်းနေနဲ့ဒါရာသီမစခင် တလလောက်လူမာခဲ့တယ်သူတို့လူကျင်တဲ့ target တွေသူတို့လူကျင်တဲ့ကစားသမားတွေကိုခေါ်ယူပေးဖို့အတွက်ဒါလက်ရှိမှာနီးပြအာဒေတာကဒါအာကစားရိုက်တာတဲ့ဖြစ်လာမယ့် area butter ကိုသူ့အနေနဲ့တောင်းဆိုထားတာဖြစ်တယ်ခွန်ကီတို့အုပ်စုကလည်းဒီလိုပဲလုပ်ချင်တယ်ပြောချင်တာဒါကျွန်တော်တို့အာတေတာရဲ့လက်ရှိကစားသမားတွေကယာတီဆာနဲ့သူ့အနေနဲ့လုံးဝအန်ဝင်ခွင့်ချဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးကိုအာတေတာကလိုချင်တယ်အခုလက်ရှိဇူဘီမန်ဒီလို case ပုံပြောနော်လက်ရှိမှာအာဆင်နယ်တင်းတာလက်ရှိဇူဘီမန်ဒီ case နဲ့ပတ်သက်ပြီးတော်တော်လေးကိုဒါ very very clear ဖြစ်တယ်။ Zoom menu ဒါကျွန်တော်လွန်ခဲ့တဲ့3လလောက်ခရေကပုတ်ကူရရသဘောတူညီမှုရထားခဲ့ပြီးဖြစ်တယ်။ဒါကျွန်တော် Arsenal အသင်းနဲ့ Zoom menu နဲ့အပြောင်းအရွှေ့အတွက်ဒါကျွန်တော်တို့ Real Sociedad ကိုဒါတရားဝင်ဆွေးနွေးခဲ့ပြီးတော့ဒါတန်း60ကို3နှစ်အရေးကြခွဲပြီးပြင်မယ်။ Arsenal အသင်းနဲ့30ကိုပထမအရေးမှာပြီးပြီးတော့ကျန်တဲ့ကျန်တဲ့30ကိုဒါ15တန်း2နှစ်နှစ်ရစ်ခွဲပြီးမယ်တဲ့မှာပါတယ်ဘောနော်။အဲ့တော့ ပြောကျင်တာကလက်ရှိမှာအာစနိုအသင်းအနေနဲ့အလုပ်လုပ်တဲ့နေရာမှာမြန်ဆန်မယ်ပြီးတော့အခုလက်ရှိမှာအာစနိုအသင်းနဲ့ကစားသမားခွဲနေရာမှာအလွတ်နဲ့ရနိုင်မယ်ကစားသမားတွေစာချုပ်ဖြတ်သိမ်းခြင်းရှိနိုင်မယ်ကစားသမားတွေကိုပို့ပြီးတော့ခေါ်ယူတဲ့နေရာမှာဦးစားပေးခြင်းနဲ့အဲ့ဒါလက်ရှိအာစနိုအသင်းနဲ့လာမယ့်နေရာဒီတော့တော်တော်လေးကိုအလုပ်များမယ်ရာသီတစ်ခုကိုဒါကျွန်တော်တို့ဖြတ်သန်းရမယ်တော့ပါတယ်ဥပမာလက်ရှိမှာအာစနိုအသင်းနဲ့အခုခံစစ်ကစားသမားဖြစ်တဲ့ကီဝီယောကလာမယ့်နေရာဒီမှာထွက်ကိုထွက်မယ်ချက်ကောက်ကီဝီယောကိုလက်ရှိမှာဒါကျွန်တော်တို့ စီဝီရဲ့ကလပ်တွေဖြစ်တဲ့ Juventus စိတ်ဝင်စားနေတယ်။ဒါကျွန်တော်တို့ပြင်သစ်ကလပ်ဖြစ်တဲ့ Marseille စိတ်ဝင်စားနေတယ်။ဒါကျွန်တော်တော်တော်များများစိတ်ဝင်စားရတယ်မပါ Kiwi Yoga ဒါလက်ရှိမှာအသက်ရွယ်လင်းအတိုင်းအတာတစ်ခုရငယ်နေသေးတဲ့အတွက်ကြောင့်မလို့ဒါကလပ်အသင်းနဲ့သူတို့ကိုဝိုင်းပြီးခေါ်ယူခြင်းနဲ့တမပါတယ်။ Arsenal အသင်းကလက်ရှိမှာ Kiwi Yoga ကိုဒါအသင်းကနေဆုံးရှုံးခဲ့မယ်ဆိုတော့လာမယ့်နေရာဒီမှာ Center Back ကစားသမားနေရာကိုထပ်မံပြီးဖြည့်တင်းသွားဖို့အတွက်အခုခေတ်ကစူးစမ်းနေတာဖြစ်တယ်။လက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းရှိပြီးလာမယ့်နေရာဒီအပြောင်းရှိမှာဒီစာချုပ်ဖြတ်သိမ်းခြင်းအသက်ဝင်မဲ့ကစားသမားဖြစ်တယ်ဒါကျွန်တော်တို့

white sand ကိုစိတ်ဝင်စားတယ်မဟုတ်နော်လက်ရှိမှာ white sand ရဲ့စာချုပ်ဖြတ်သိမ်းကြီးကပေါင်၄၅သန်းနဲ့ပေါင်၃၅၀ပတ်ချာလဲဝင်ညညာရှိတယ်သူတို့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Arsenal အသင်းကဒီစာချုပ်ဖြတ်သိမ်းကြီးရှိတယ်ကစားသမားတော်တော်လေးကိုသဘောကျတယ်အဲ့တော့ white sand ကလက်ရှိမှာ Arsenal အသင်းရဲ့ cancel ပိုင်းမှာရေရှည်ရအကူနိုင်မဲ့တဲ့ပုံပါတယ် Arsenal အသင်းလည်းအခုလက်ရှိမှာသူတို့အနေနဲ့တွေးထားတာတခုရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ Gabriel ကိုလာမဲ့ဒါကျွန်တော်စာချုပ်သစ်ချုပ်မှာမှန်ပေမဲ့ဒီစာချုပ်သစ်တွေထဲမှာစာချုပ်ဖြတ်သိမ်းကြီးဆိုတဲ့ပုံစံမျိုးကို Arsenal အသင်းကထည့်ဖို့စဉ်းစားနေတယ်ဆော်ဒီအသင်းနေနဲ့ဒီကြီးမားလာတဲ့ဂျေးက ကို Gabriel ကိုပြေးပြီးခေါ်ခဲ့မယ်ဆိုရင်တော့ White Sun ကနောက်ကနေပြီးလက်ပြီး Auto တက်သွားနိုင်တယ်နေမှာပေါ့အဲ့တော့လက်ရှိမှာ Arsenal အသင်းနေကစားသမား Center Back ခေါ်ယူတဲ့နေရာမှာအရန်ပူဇံမျိုးခေါ်ယူတော့မှာမဟုတ်ဘဲနဲ့အသင်းမှာတကယ်ကိုဦး pressure ပေါ့လက်ရှိမှာ Gabriel ကို Saliba ကိုနှစ်ယောက်လုံးကနောက်ကနေ pressure ပေးနိုင်မဲ့ဒါခန်းစစ်ကစားသမားပူဇံမျိုး Arsenal အသင်းခေါ်ခြင်းလေအဲ့တော့ White Sun ကလက်ရှိမှာ Arsenal အသင်းရဲ့အသက်ရှိဒီနောက်ခန်းစစ်ကစားသမားတွေမှာ Number 1ပြမတ်တစ်ခုနေဖြစ်နေတယ်စာချုပ်ဖြတ်သိမ်းကြီးရှိလို့ကစားသမားကိုပုတ်ကူရရသဘောတူညီမှုရယူခဲ့တဲ့ကစားသမားကိုအသင်းအနေနဲ့ခေါ်ယူနိုင်မဲ့တယ်မှာပါတယ်လက်ရှိ ှုမှာဘုံမောက်ကဒီစာချုပ်ဖြတ်သိမ်းခြင်းကိုဒါမထင်မှတ်ပဲထည့်ခဲ့တဲ့အတွက်ကြောင့်မသိနေတဲ့ဒီကစားသမားဒီနှစ်ကြီးမှာအဲ့လောက်ကြီးကောင်းမယ်လို့မထင်ခဲ့ကြအောင်အခုလက်ရှိမှာလဲစာချုပ်အစ်တကစားသမားကိုချုပ်ဆိုပြီးတော့ဒါစာချုပ်ဖြတ်သိမ်းခြင်းကိုပြောင်းလဲဖို့အတွက်ပြင်ဆင်နေတယ်လက်ရှိမှာဒါကောလာဟာလာဒီအရာဆိုရင်တော့ဒါကစားသမားကလက်ရှိမှာစာချုပ်အစ်ချုပ်ဖို့ဘူးတော့လုံးဝအစီအစဉ်မရှိဘူးကစားသမားကိုယ်တိုင်ကလက်ရှိမှာ Liverpool Arsenal Real Madrid တို့လိုအသင်းမျိုးတွေကစိတ်ဝင်စားနေတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဘုံမောက်အစ်တမှာဆက်ပြီးနေလို့စိတ်မရှိဘူးဘုံမောက်အစ်တနဲ့လက်ရှိမှာဥရောပဝင်ခွင့်အတွက်လဲမတိကြမရည်ရတဲ့အနေအထားရှိရတဲ့ကြောင့်သူ့အနေနဲ့ပို့ပြီး တော့ကောင်းတဲ့တဲ့ကိုသူနဲ့ပြောင်းကျင်တယ်ကစားသမားရဲ့နံပါတ်1 destination က Real Madrid အသင်းဖြစ်ပေမဲ့ Real Madrid အသင်းကခုလက်ရှိမှာသူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုအသက်အရွယ်နဲ့မလိုက်ပဲတစ်နှစ်လောက်ကောင်းအောင်နဲ့အဲ့လောက်ပြီးစရာအကြောင်းမရှိဘူးလို့ Real Madrid ကခံယူထားတယ်အာဆနယ်လဘဘူကဒါရီဂျူမဆိုင်သူတို့နဲ့စာရုပ်ဖြတ်သိမ်းခြင်းပြီးပြီးခေါ်ယူဖို့တော့ ready ဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာအာဆန်အသင်းကကီဝီဝါကိုအရင်ရောင်းဖို့အတွက်ပြင်ဆင်မယ်။ကီဝီဝါကိုရောင်းတဲ့ပတ်စံကနေပြီးတော့ white sand ကိုခေါ်ယူဖို့အတွက်အာဆန်အသင်းကိုးစားသွားစူးစမ်းသွားမယ်ထားပါရှိ။အဲ့တော့တစ်ဖက်ကလဘဘူကဒီတိုင်းပဲဗျ။ ဂျိုဂိုမက်စ်ခွန်ဇာတို့ကိုဆုံရှုံခဲ့မယ်ဆိုရင်တော့ဝိုင်ဆန်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့ရှိတယ်။အဲ့တော့ အာဆိုသင်းတဲ့ဒီနားမတွေရက်တက်နေမှာပေါ့သူတို့ရဲ့လက်ရှိတိုက်စစ်ခေါ်ယူမှုကိုအရှိအဟုန်မြင့်လှုပ်ဆောင်နေတယ်အာဒေတာရဲ့လက်ရှိနံပါတ်1ပြမှတ်ကတော့အလက်ဇန္ဒားအီဆက်ဖြစ်လို့အန်ဒရီယာဘာတာရဲ့နံပါတ်1ပြမှတ်ကလည်းလက်ဇန္ဒားအီဆက်ဖြစ်တယ်သူတို့အနေနဲ့အခုလက်ရှိမှာဒက်ကလန်ရိုက်စ်ကိုတုံးခဲ့လို့ပေါင်သန်း100လောက်တုံးဖို့အတွက် ready ဖြစ်နေတယ်ပတ်စံလည်းရှိတယ်တုံးလည်းတုံးနိုင်တယ်ဒါပေမဲ့ပြဿနာကဒါခုနကပြောလို့ညူကာဆယ်ရဲ့အချီနေပေါ်မူတည်ပြီးတော့လီဗာပူးသင်းကလည်းအီဆက်ကိုလက်ရှိမှာစိတ်ဝင်စားနေရတဲ့ကြောင့်ဒီအပြောင်းအရွှေ့ကထင်တာထက်အများကြီးအများကြီး complicated ဖြစ်နိုင်တယ် အခုလက်ရှိမှာဒါကျွန်တော်အာစနိုအသင်းနဲ့ကာယိုဂရက်စတိုရဲ့ဒါကျွန်တော်ပုတ်ကူရဒါကျွန်တော်ဆွေးနွေးမှုတွေကလည်းအခုလက်ရှိမှာအပေါင်းလက္ခဏာဆောင်နေတယ်။ငကိုတဲ့ကျွန်တော်ပြောထားခဲ့လို့ပဲအာတီတာရဲ့လာကျွန်တော်တို့အာတီတာနဲ့ဒါကာယိုဂရက်စရဲ့အေဂျင့်တွေကငကိုတဲ့ကဒါကျွန်တော်ကောင်းမွန်တဲ့ဆက်ဆံရေးရှိရတဲ့ကြောင့်လို့ဒီပြောင်းရွှေ့ဖြစ်ဖို့အတွက်လည်းဒါကျွန်တော်ကစားသမားဘက်ကကဒါကျွန်တော်အေဂျင့်ဘက်ကတွန်းနေပြီ။ဒါပေမဲ့ဒီနေရာမှာအာစနိုအသင်းနဲ့စိတ်ဝင်စားစရာတခုရှိတာကကာယိုဂရက်စရဲ့အပြောင်းရွှေ့ပဲ။ကာယိုဂရက်စအနေနဲ့အခုလက်ရှိမှာလူတော်များအမှတ်မှားတဲ့ချက်ရှိအဲ့ဒါကဘာလဲဆိုသူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကာယိုဂရက်စရဲ့စာချုပ်ဖြတ်သိမ်းခြင်းကဈေးမကျတော့ယူရို တန်းတရာဖြစ်ဒါပေမဲ့ဒီစာချုပ်ဖြတ်သိမ်းခြင်းကိုဘယ်အသင်းမှမပေးခြင်းဘူးဒါကြောင့်မို့ခုနကပြောလို့ယူရို80နဲ့85တန်းပတ်ချလဲဝိညာဉ်နဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်အသင်းနဲ့ဆွေးနွေးတာဖြစ်တယ် supporting ဘက်ကတော့အခုချိန်နေခုနကပြောလို့ပဲ sport ကာယိုဂရက်စရဲ့ဒါကြောင့်စာချုပ်ဖြတ်သိမ်းခြင်းကိုပေးပေးချေစီခြင်းပေမဲ့သူတို့နဲ့လာမယ့်နေရာဒီမှာသူတို့အသင်းနဲ့ငွေလူတဲ့အတွက်ကြောင့်မို့ကာယိုဂရက်စကိုစာချုပ်ဖြတ်သိမ်းခြင်းမပေးလဲခုနကပြောယူရို80 85တန်းလောက်ပေးရင်အဆင်ပြေတယ်အဲ့တော့ arsenal မှာခုလက်ရှိမှာ different option တွေ option တွေအများကြီးရှိတယ်ကာယိုဂရက်ရှိမယ် hugo akatai လို့ကစားသမားမျိုးရှိမယ် tyson နေရာမှာခု လည်းရှိမှဒါကျွန်တော်တို့တေးကြတာတစ်ခုကတော့ကျွန်တော်တို့ဒါအမ် ဘယ်လိုပြောမလဲဟိုအာစနိုတင်တိုက်စစ်နေမှာအလက်ဇန္ဒားအီဆက်ရှိမယ်ငွေပြမသုံးနိုင်တော့ငွေပြမသုံးနိုင်လို့ကောင်းတဲ့ကစားသမားတွေရမှာပေါ့ဒါပေမဲ့လက်ရှိမှာအာစနိုတင်ကဒီနားမှာရက်တက်နေမှာမဟုတ်ဘဲနဲ့အလကားနဲ့ခေါ်ယူနိုင်မဲ့စင်တာဖောကိုခေါ်ယူဖို့အတွက်လည်းလာမဲ့နေရာဒီမှာတော်တော်လေးကိုစိတ်ဝင်စားနေဆိုတဲ့တင်ထွက်လာခဲ့တယ်အဲ့ဒီနေရာမှာလက်ရှိမှာအာစနိုတင်နဲ့လက်ရှိလိုင်လီရဲ့တိုက်စစ်မှုဖြစ်ပြီးတော့ဂျွန်နသန်ဒေးဗစ်ကိုလည်းလက်ရှိမှာအလွတ်နဲ့ရဖို့အတွက်အာစနိုတင်ဆွေးနွေးနေတယ်ဒါပေမဲ့အခုလက်ရှိမှာဂျွန်နသန်ဒေးဗစ်ကတော့မထင်မှတ်ပဲနဲ့ရီယယ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုခံတဲ့ကြောင့်ကစားသမားကတော့ဖြစ်နိုင်မဲ့ဆိုရင်တော့ဒါ loss plan ကိုပဲကိုပဲကိုပြောင်းကျင်တယ် ပေါ့နော်ဒါပေမဲ့အာဆုံသင်းကလက်ရှိမှာဒါကျွန်တော်တို့လွန်ခဲ့တဲ့၄၅လလောက်ခရေကကစားသမားစာချုပ်တတန်6လလောက်ကြံခရေကဒါကျွန်တော်တို့တောက်လျှောက်ဂျွန်နသန်ဒေးဗစ်နဲ့ဆွေးနွေးနေတာဖြစ်တယ်အဲ့တော့အာဆုံသင်းကဒီနားမှာနေလုံးဝရက်နေမှာမဟုတ်ဒီနှစ်နွေရာသီကအာဆုံရဲ့တော်တော်လေး exciting ဖြစ်စရာကောင်းတဲ့နွေရာသီထွေးရမယ်ဒါကိုအာဒိတာကိုရနဲ့သူ့ရဲ့ press conference မှာခဏခဏ confirm လုပ်ပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့ဒီနေ့မှာအာဆုံသင်းနဲ့လာမယ့်နွေရာသီအတွက်နောက်ထပ်တနေရာကဝင်းကစားသမားပဲ အာဆိုသေးတယ်လက်ရှိအာတီတက်ကသူ့ရဲ့ left wing ကစားသမားတွေကိုအားမရလို့ right wing ရဲ့လက်ရှိ option ကိုလည်းသိပြီးအားမရတဲ့တမှာပါတယ်။ဒါကြောင့်မို့လာမယ့်နေရာဒီမှာကျွန်တော် Bayern Munich အသင်းကနေအလွတ်နဲ့ထွက်ခွာဖို့အတွက်ရေးပန်းစားနေတဲ့ left wing စာနေကိုလက် Arsenal သိနေတယ်။ဒါကဘောလောက်ခလာစားကောင်းကောင်းပေးပြီးခေါ်ယူဖို့အတွက်စဉ်းစားရတဲ့တမှာပါတယ်။အခုလက်ရှိမှာကြားရတဲ့နောက်ဆုံးသတင်းတွေက Neko Williams ရဲ့စာချုပ်ဖြတ်သိမ်းကြီးကဒါဈေးရအဆင်ပြေခဲ့ပြီမဲ့လက်ရှိမှာ Neko Williams နဲ့ဘလို့ဖြစ်လို့လည်းမသိလောက်ခလာစားကိုမတီမငိမ့်တဲ့ဥစ္စာတွေဒလိန်တောက်လျှောက်ကြားရတယ်။ Neko Williams နေ့ကခုလက်ရှိမှာ Kola Hala တွေက လောက်ကယူရို၄သိန်းနဲ့၄သိန်းခွဲတောင်းပြီးတော့ပေါင်နဲ့တွက်မယ်ဆိုပေါင်၃သိန်း၈000ဒါပေါင်၃သိန်းခွဲလောက်နေနေရှိတယ်အာဆောင်သိန်းနဲ့ဒီလောက်ထိပေးဖို့လုံးဝစီစဉ်မရှိဘူးလက်ရှိမှာအာဆောင်သိန်းနဲ့စာကာတို့ဆလီဘာတို့တော့မှဒါပရီးမီးယားလိမှာပူဝန်ဖြစ်လို့ပေးခဲ့တာဖြစ်ပြီးတော့တို့အနေနဲ့အသင်းမှာမတိကြမရေရိုက်ကစားသမားတွေလုံးဝပေးမှာပပေးပေါ်ကျွန်တော်တို့ဒါအာဆနိုအသင်းနဲ့နီကိုလတ်စ်ပီပီတို့ကဒီလိုမျိုးခံခဲ့ရတဲ့အတွက်ကြောင့်မလို့လုံးဝဒီလိုမျိုးထပ်မှန်ပြီးတော့အသင်းကနေပြီးတော့လုံးဝခံတော့မှာမဟုတ်လို့ဆိုတဲ့သဘောဖြစ်သွားအဲ့တော့အာဆောင်သိန်းနဲ့ဒီထပ်ပို့ပြီးတာချီဖြစ်တဲ့တောင်ပိုင်းကစားသမားတွေဒီထပ်ပို့ပြီးအသင်းမှာအန်ဝင်ကွင်ကျဖြစ်နေမှာကစားသမားတွေလုံးဝရှိတယ် တဖက်ကတော့ကောလာဟာလာတွေအရာဆိုတော့လက်ရှိအာစနိုတင်းနဲ့နက်ကိုဝီလီယံရဲ့လက်ရှိ attitude ဘိုင်းကိုလည်းဒါကျွန်တော်တို့ Andrea Barda ကတော့ဒါကျွန်တော်တို့နီးပြဖြစ်တဲ့ဘာလို့လဲကျွန်တော်တို့ လူပြဖြစ်တဲ့အာအာဒီတာကိုတန်ကဒါကျွန်တော်သိပြီးသဘောမှကြာဒါပေမဲ့လက်ရှိမှာဒါတော်တော်လေးကို wide mark ဖြစ်ပေမဲ့ tier 4 5လောက် level မှာအာဆန်အသင်းနဲ့ပြင်သစ်ဒါ league club တခုဖြစ်တဲ့ဒါ lion ရဲ့ queen league ကစားမှာစာချုပ်ဖြတ်သိမ်းခြင်းတန်25တန်းသာရှိတဲ့စာချုပ်ဖြတ်သိမ်းခြင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ryan sharkey ကိုလည်းခေါ်ယူဖို့စိတ်ဝင်စား ryan sharkey ကလက်ရှိမှာ odin guy ရဲ့ဒါကျွန်တော် pressure ပေးနိုင်မယ့်ကစားသမားတစ်ယောက်အနေနဲ့သူသတ်မှတ်ထားတယ် ryan sharkey ကလက်ရှိမှာသူ့အနေနဲ့ lament new year ဒီမှာအသင်းကြီးတခုပူပြောင်းခြင်းတဲ့တော့မှာပါအဲ့တော့အာဆန်အသင်းနဲ့ lament new year ဒီမှာ zubimendi အပြောင်းရွှေ့ပြီးရင်တော့ လုတ်ဒီအများကြီးအများကြီးထပ်ပြီးရှုပ်ဖို့အတွက်စူးစမ်းအောင်မယ်လို့ပြောရင်းနဲ့ပင်ကျွန်တော်ကတော့ကွန်ပြပါအောင်ပေါ်လုံးပွဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ EB4 တို့မှာကျွန်တော်တို့ဆက်ပောင်းအောင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment နေထဲမှာလေး Youth Sport Media 3.0နဲ့ TV4 တို့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆိုကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကျွတ်ပါနဲ့ကောင်းမွန်တော့ နေလေးတနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှပဲအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတမရဲကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစို့ဒီညကနေပဲစုမုံကောင်းတောင်းပြီးလိုက်ရပါတယ်တေးပါဗျာ